မင်္ဂလာပါခင်ဗျာ။ The Miss Things ကနေကြိုဆိုပါရစ်ဗျ။ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ရာဇဝမှုစုံလုပ်တွေနဲ့သမိုင်းပညာရှင်တွေနှစ်ပေါင်းများစွာစ조사ခဲ့ပြီးမြဲဒီနေ့အထိအဖြေရှာမတွေ့နိုင်သေးတဲ့ကမ္ဘာသမိုင်းရဲ့အကြီးမားဆုံးလူဝတ်ချက်၃ခုအကြောင်းပါပဲ။လူတဦးတစ်ယောက်ရဲ့တည်ဆုံးမှုဟာဘယ်အရာတွေကြောင့်ဘလို့အဆုံးသတ်ခဲ့ရသလဲဆိုရဲ့မိခွန်းတွေကသမိုင်းကိုအမြဲတမ်းချောင်းလန့်နေခဲ့ပါတယ်။ကျွန်တော်တို့ဟာ ဒီအမှုတွေရဲ့နောက်ွယ်ကထူးခြားစမ်းကြဲတဲ့အမှန်တရားကိုဖုံးကွယ်ထားပုံများကိုနက်နက်နဲနဲဖော်ထုတ်ပြသွားမှာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးတဲ့အခါတမိုင်းမှာထိခဲ့တဲ့အမှန်တရားဆိုတာခမည်းထင်ထားတာနဲ့လုံးဝကွာခြားနေနိုင်တယ်ဆိုတာကိုသတိပြုလာပါလိမ့်မယ်ပထမဆုံးအမှုကတော့1948ခုနှစ်ဩစတြေးလျနိုင်ငံအဒလိတ်မြို့ကန်းကျေတစ်ခုမှာတွေ့ရှိခဲ့တဲ့ထာမန်ရှတ်ကေးစ်ပါဒီအမှုကတမိုင်းတလျှောက်အထူးဆန်းဆုံးအမှုတစ်ခုပါ တည်ဆုံးသူအမျိုးသားရဲ့အလောင်းမှာဘလို့တန်ရာမှမတွေ့ရဘူးအစိမ့်မိရဲ့လို့ယူဆရပါမိဘယ်အစိမ့်လဲဆိုတာကိုလည်းဆရာဝန်တွေမဖော်ထုတ်နိုင်ခဲ့ဘူးအဓိကတဲလွန်စာကတော့သူ့ရဲ့ဘောင်းဘီအီကတ်ထဲကထာမန်ရှက်လူရေးထားတဲ့စာရွက်တူလေးတရွက်ပါပဲဒီစာရွက်ကိုအိုမာခရီယမ်ဆိုတဲ့ပါရှန်ကဗျာဆရာရဲ့ရှားပါလေစာအုပ်တအုပ်ကနေစုဖြဲယူထားတဲ့ဆိုတာရဲဒီရှောက်ပြီးတွေ့ရှိခဲ့ပါတယ်ဒီစာအုပ်ရဲ့ကျောဘက်မှာလည်းနံပါတ်9ချောင်းပါတယ် လွတ်ဝက်ကုတ်တွေကိုရေးထားတာကိုတွေ့ရပြန်ပါတယ်။ဒီကုတ်တွေဟာအစိုးရလွတ်ဝက်ချက်လာဒါမှမဟုတ်လူသက်သမားကပေးခဲ့တဲ့နောက်ဆုံးတန်းလွန်စာလားဆိုတာဘယ်သူမှမဖော်ထုတ်နိုင်ခဲ့ပါဘူး။ theory အများစုကတော့ဒီလူဟာစစ်အေးခစ်က spy ကဥဖြုတ်နိုင်ပြီးတေဆုံးမှုကလည်းနိုင်ငံတော်လူ့ဝက်ချက်နဲ့ဆက်သွယ်နေတဲ့လူယူဆကြပါတယ်။သူ့ရဲ့တေဆုံးမှုကဒီနေ့အထိရာဇဝမှုစုံတော့လောကမှာအကြီးဆုံးအုံနောက်6ဆရာလူ့ဝက်ချက်အဖြစ်ကြန့်ရှိနေရဆဲဖြစ်ပါတယ်။ ဒုတိယမှုကတော့ထိကလန့်စရာဇလန်းတွေရဲ့ဘီယင်းလိုတတ်မှတ်ခံရတဲ့စိုင်းစရာအက်ဂါအလန်ပူရတည်ဆုံမှုလျော့ချက်ပါပဲ1849ခုနှစ်အော်တိုဝါလာမှာပိုးဟာဘော်ဒီမူးမြို့လမ်းမပေါ်မှာစိတ်ပိုင်းဆိုင်ရာမူမမှန်တဲ့ပုံစံနဲ့တွေ့ရှိခဲ့ရပါတယ်အဲဒီမှုကိုထူးဆန်းစေတာက သူ့ရဲ့အမှုရံနဲ့အဝတ်အစားတွေပါပဲ။သူကသူ့ရဲ့ပုံမှန်ဝတ်ဆုံးကိုမိုးထားပဲစုပ်ပြတ်နေတဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။သူကမတည်ဆုံးကမီ၄ရက်အထဲမှာဘာရီဖြစ်ပျက်ခဲ့တယ်ဆိုတာကိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့်ဘသူ့ကိုမှရှင်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။သူတေဆုံးသွားတဲ့အခါမှာလဲဆရာဝန်တွေကတေဆုံးရတဲ့အကြောင်းရင်းကိုအတိအကျမဆုံးဖြတ်နိုင်ခဲ့ပါဘူးအဓိကသီအိုရီတွေများအရသူ့ရဲ့တေဆုံးမှုဟာ အရက်တောက်လွန်ခြင်းနဲ့ဦးနှောင်းရောင်ခြင်းစတဲ့သဘာဝယောဂတွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒါပေမဲ့နောက်ပိုင်းစစ်ဆေးမှုတွေအားရအစိတ်အသင်းမှုတို့မဟုတ်ယူစေနိုင်တဲ့ဓာတု PC တမျိုးမျိုးကိုတိုက်ကြွေးခံရတာကြောင့်လည်းဖြစ်နိုင်တယ်လို့သူတေသနာတွေကဖော်ထုတ်ခဲ့ပါတယ်။ပိုးရဲ့တေဆုံးမှုနောက်ွယ်ကအမန်တရားကတော့သူ့ရဲ့လွှတ်ဝက်ဆန်းကျင်တဲ့ဇလန်းတွေထဲပိုပြီးရှုပ်ထွေးနှက်နေနေပါတယ်။သူကရန်ဘတ်တို့ရဲ့လက်ချက်နဲ့ခုလိုထစ်သွားတာလားဒါမှမဟုတ် မတော်တဆထိရတခုလားဆိုတာဒီနေ့အထိတမိုင်းမှာအငင်းပွားစရာကိစ္စတခုအနေနဲ့ရှိနေစေဖြစ်ပါတယ်ကဲနောက်ဆုံးမှုကတော့1948ခုနှစ်အမေရိကန်နိုင်ငံမှာဖြစ်ခဲ့တဲ့အလစ်ဘက်ရှော့ရဲ့အမှုပါမီဒီယာတွေကသူမရဲ့အမှုကို The Black Dahlia လို့နာမည်ပေးခဲ့ပါတယ်ဒီအမှုက Los Angeles မြို့ရဲဌာနရဲ့တမိုင်းမှာအစိုးဆုံးလှုပ်ဝှက်ချက်အဖြစ်သတ်မှတ်ခံရပါတယ် သူမရဲ့အလောင်းကိုကိုယ်နှစ်ပိုင်းဖိုင်းဖျက်ပြီးစိုးရွားတဲ့ပုံစံမျိုးနဲ့ပိုင်းခြံတစ်ခုမှာတွေ့ရှိခဲ့ရပါတယ်။လူသက်သမားကဒါအိုလုံနိုင်မှုဆိုရင်ခွဲစိကူတာမှုဆိုင်ရာကျွမ်းကျင်မှုရှိရမယ်လို့ရဲတွေကယူဆခဲ့ပါတယ်။ဒီအမှုကပိုပြီးရှုပ်သွားရတဲ့အကြောင်းရင်းကတော့ရာသမှုကျူးလွန်သူကိုရိုင်ကရဲဌာနတွေနဲ့သတင်းစာတိုက်တွေကို စာရီတဲလွန်စာတွေပို့ပြီးစိန်ခေါ်ခဲ့လို့ပါပဲဒီအမှုကိုဖြေရှင်းဖို့အတွက်ရဲတွေ in idea အိုက်လုခဲ့ပေမဲ့ဘာလို့ဖြေမတွေ့ရတာလဲ ်အဓိက theory ကတော့လူတ္တမဟာသောစာအာနာရှိတဲ့ပုဂ္ဂိုလ်တူဥပမာဆရာဝန်တူဖြစ်နိုင်ပြီးရဲဌာနအထွတ်မှာသူ့ကိုအကာအကွယ်ပေးတဲ့သူတွေရှိခဲ့တယ်လို့ယူဆကြပါတယ်လူတ္တမကိုဒီနေ့တည်းဖမ်းမိခြင်းမရသေးလားဟာအဲ့ဒီခစ်ရဲ့ရာဓမှုဆုံထောင်းဤပညာအားနေချက်နဲ့လူမှုအတိုင်းဝိုင်းရဲ့ဖြစ်အားတွေကြောင့်ဖြစ်နိုင်ပါတယ်ဒီအကြောင်းအရာတွေအားလုံးကကျွန်တော်ကိုဖားသင်ခန်းစာပေးတယ်တမိုင်းဟာကျွန်တော်တို့မြင်ရတဲ့အတိုင်းရိုးရှင်ခြင်းမရှိဘူး ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာမဖြစ်ရှင်းနိုင်သေးတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေသေးတယ်။ဒီလိုလျှို့ဝှက်ချက်တွေကိုပေါ်ထုတ်ရတာဟာတမိုင်းရဲ့အမောင်ထုကိုမေးခွန်းထုတ်နေတာပါပဲ။ခင်ဗျားတို့ရဲ့အမိရောဘလို့ရှိလဲ။ဒီအမှုတွေတဲကဘသူကတရေခန့်လို့ခင်လဲ။ comment မှာတေးချလေးရေးခဲ့ပေးပါ။ဒီလိုထိလို့ခွေရကောင်းတဲ့တမိုင်းလျှို့ဝှက်ချက်တွေကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်သွားဖို့လဲမမေ့ပါနဲ့ဗျ။နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်ဗျ။